ဘာကြီးအစကဆို မနှုတ်တာအဖြစ်ကို ရှားချံတွေးဆမြဲအာဒံဧဝအတွေ့ပုံမြင်ဆို ရေပုံပြတွေးဆုံကြအချစ်စသည်လိုတန်တာကြီးလားပုံပြင်းလေးလားရှေးကလူကြီးသူမဆိုမြမကြီးတွေရဲ့ဆန္ဒလို့ စီကိုနှွေးတလေးဆံကိုကျို။ Oh oh သူမပေါ့ပွားလာတော့ယောက်ျားအပလိန်မိမအနန္ဒဆို။ချစ်ဖို့မြင်ဖို့နေစုဒီပါလုံးကိုကျုံယူဖွဲ့တဆင့်ဖို့တဆင့်ဖို့နှလုံးယူလျက်ဖွင့်ဆိုဖွင့်ဆိုအချစ်နဲ့စသောကဘာကြီးကိုအမုန်းနဲ့ဆုံးမာလာပြု။ 점토로 scan and music channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာပရိသတ်များခင်ဗျာအခုဆိုရင်ကျွန်တော် scan and music channel ရဲ့ကူကြီးအဖွဲ့သားတွေရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့ Orchid Studio Hotel မှာဖြစ်ပါတယ်ပရိသတ်များခင်ဗျာဒီကနေ့မှာကျင်းပပလို့နေတဲ့အခမ်းအနားကတော့မြန်မာသံတေးသံရှင်များဖြစ်ကြတယ်ကိုမင်းအောင်ခိုင်နဲ့ Andy မမိုင်းတို့တည်ဆောက်ထားကြတယ်အချင်းနဲ့စတဲ့ကဘာဆိုတီအဗန်ဖက်ရှိရင်နဲ့ပတ်သက်ပြီးတော့စာနယ်ဇင်းမိတ်ဆက်ပွဲခမ်းအနားကျင်းပနေတာဖြစ်ပါတယ်ပရိသတ်များလည်းအခုလိုမျိုးစာနယ်ဇင်းမိတ်ဆက်ပွဲခမ်းအနားကျင်းပနေတဲ့မြို့ကများကိုပရိသတ်များကြည့်ရှုခံစားနိုင်တဲ့ဘုအတွက်ကျွန်တော်တို့ Sky နဲ့ Music channel ကနေပြီးတော့အခုလိုပဲရိုက်ကူးတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်ခင်ဗျာကဘာဥမာစာရဲ့အချီကိုဘယ်ညိုကလေးနဲ့မုန်းပြစ်လို့အချင်းနဲ့ဆောလာကဘာကြီးကိုနှစ်ခွေပြကားသာတည်းဆိုချစ်ခဲ့ကြရမှာလဲကိုအသေးမြင့်မို့လို့ ဟိုမင်္ဂလာပါခင်ဗျာအမင်္ဂလာပါညီလေးအဲပထမဆုံးအနေနဲ့ပေါ့နော် Sky နဲ့ Music Channel ကို YouTube အားပေးနေကြတဲ့ပရိသတ်တွေနဲ့မြန်မာတန်အောင်အားပေးနေတဲ့ပရိသတ်တွေကိုကိုယ်အနေနဲ့နှုတ်ခွန်းဆက်စကားလေးပြောပြပါအောင်ခင်ဗျာအာ okay Sky နဲ့ကန်တဆင်ရုံးမြင့်တန်ကြားကြည့်ရှုနေတဲ့ပရိသတ်အားလုံးမင်္ဂလာပါအာကျွန်တော်နာမည်ကမင်းအောင်ခိုင်ပါကျွန်တော်ဒီကနေ့လှုပ်တဲ့စာနယ်ဇင်းမိတ်ဆက်ပွဲလေးရတော့ကျွန်တော်ရဲ့ဒုတိယမြောက်ကန်တော်ဝင်တင်းများအခွေလေးဖြစ်ပါတယ်အခွေရဲ့နာမည်ကအချစ်နဲ့စားတဲ့ကဘာဖြစ်ပါတယ် အခုရင်းနဲ့အခုလိုမျိုးဒီအန်ဒီမမာရေးနဲ့ပူပေါင်းပြီးတော့ဒီအဗန်လေးစတင်ပြီးတော့စီစဉ်ပြခဲ့ပုံတွေပြပြပေးပါအောင်ခင်ဗျာဟုတ်ကဲ့ဟိုအန်ဒီမမာအေးနဲ့ကိုနေရဟိုစင်ကာပူမှာအန်ဒီအေးကလာပြီးတော့ဟိုရှိုးလေးတစ်ခုလောက်တာပေါ့နော်အဲ့အချိန်မှာကိုကစင်ကာပူမှာဝက်စီစဉ်ပြီးတော့အဲ့ချန်စာပြီးခင်မင်သွားတာပေါ့နော်အဲအဲ့ရန်နေနောက်ပိုင်းကိုအခုဒုတိယကွေလို့တော့အဲ့ဒီတဲမှာဇုံနှဲတစ်ချက်နှစ်ပုတ်ပါတာပေါ့နော်အဲ့ဇုံနှဲတစ်ချက်နှစ်ပုတ်ရဲ့ original ဆိုတော့ကလည်းဒေါ်မမာအေးပဲဆိုတော့အခုကနေပြီးတော့အန်ဒီအေးကို ဟိုခွင့်ပန်တာပေါ့နော် original ဆိုတော့ဖြစ်တဲ့ idea ဆိုပေးနိုင်မလား idea ရလဲလုံးလုံးလားလားပဲဆိုပေးပါတယ်အဲ့တော့ပြီးခဲ့တဲ့2023အဲဂျူလိုက်တနေအဲ့တော့ကျွန်တော်အကိုရောအန်ဒီအေရောရန်ကုန်မြို့မှာရှိနေချိန်မှာတက်တိုက်ဆိုင်ဆိုင်စုံစည်းတော့အတွက်အတန်သွင်းလာရောလိုက်ချိုးရိုက်တာရောအတူတူလုပ်ဖြစ်ခဲ့ပါတယ်အကိုတကူရောအဗန်အတိုက်တွေကိုအကိုနေနဲ့ဘလိုမျိုး idea နဲ့ကိုစဉ်းစားပြီးတော့အချင်းနဲ့စတဲ့ကဘာဆိုတော့ပြပြခဲ့ုံပြပြပြပါအောင်ခင်ဗျာကောင်းပါပြီအဲ့ဒီတချင်းလေးကတချင်းလုံးက ်အော်စတီရိုတေးတန်ရှင်ကိုဇော်မင်းလေးရဲ့ပထမဦးဆုံးမြမတန်တခြင်းဆိုရင်မမောက်ပေါ့နော်မြမတန်အတန်လွှင့်ခဲ့တာပါအော်အဲ့တခြင်းလေးကငယ်တည်းကအရန်ကြိုက်တာပေါ့နော်နောက်ပြီးတော့ပြန်ဆိုတဲ့လူလည်းမရှိသေးဘူးလို့ထင်တယ်အဲ့ကြောင့်ဒီတခြင်းလေးကအရန်သဘောကျတဲ့အတွက်အခုချိန်မှာအာဒီတခြင်းကိုပဲရွေးချယ်တယ်ဒီခြင်းကိုပဲတက်တက်ပေးလိုက်တယ်လို့ပြောရမှာပေါ့ဟုတ်ကဲ့အခုတကူတော့အဗန်ထုတ်လို့ဖြန့်ချီအပိုင်းနဲ့ပတ်သက်ပြီးတော့လေကိုပြပြပေးပါအောင်ခင်ဗျအထုတ်လို့ဖြန့်ချီနဲ့ပိုင်းတန်ပတ်သက်လို့ဟာဘိုးဘိုးကနေဖြန့်ချီပါမယ်ဟိုဟို ဟိုအတန်သွင်းတာကတော့အဲ့ဒီစတူဒီယိုစတူဒီယို onyx ဖြစ်ပြီးတော့တေဂီတာဘန်ကတော့ကိုချော်ဆိုးနိုင် now သူနဲ့အဖွဲ့ဖြစ်ပါတယ်အခု Evan နဲ့ပါဝင်တဲ့သင်းလေးတွေကိုကိုရော MDB ရဲကူးထားတာဒီ live show ပုံစံလေးရဲကူးထားဆိုရဲကူးမှုအပိုင်းနဲ့ပတ်သက်ပြီးတော့လည်းပြပြပေးပါအောင်ခင်ဗျာရဲကူးမှုအပိုင်းကတော့အဲ harmony မှာရိုက်ပါတယ်အောက်လုံး harmony harmony မှာရိုက်ပါတယ်အဲ့ဒီမှာတခြင်းကဆက်တဲ့ပုတ်ပါတာပေါ့နော်အဲ့တော့ကိုကလည်းပထမခွေတုန်းကတော့ ဟိုစင်ကာပူမှာရိုက်တယ်မင်းသားမင်းသမီးတွေတော့မဟုတ်ဘူးကိုယ့်ရဲ့ညီညီလေးညီမလေးတူတူမလေးနေပေါ့နော်ဒါပေမဲ့အရန်ပင်မှန်းနေအဒီဒူဒူတရားခွေမှာတော့ဟိုကိုတယောက်တည်းပဲအန်ဒီရေးနေရိုက်လိုက်တာပေါ့နော်အကိုကလည်းလူကြီးလည်းဖြစ်နေဆိုတော့တိတ်မရိုက်ချင်ပါဘူးဒါပေမဲ့လည်းအလုရှုပ်တက်တောင်အလိုပဲရိုက်လိုက်တယ်ပေါ့နော်အဝတ်စားမျိုးမျိုးဝယ်ပြီးတော့အဲ့လိုရိုက်လိုက်တယ်ကိုတကယ်တော့စိတ်တိုင်းတော့မကြပါဘူးဘာလို့ကိုအနေနဲ့ကဟိုအသက်ရွယ်လဲပါတယ်နောက်ပြီးတော့ အလေးထားမရှိတော့ခွေကြည့်ရင်သိပါလိမ့်မယ်ခတ်တီတီခတ်တောင်းတောင်းဖြစ်နေတာများမယ်ပေါ့နော်အဲ့ဒါကိုပရိသတ်ကခွန့်လွတ်ပြီးတော့ဖြစ်နေတဲ့မျက်စိမှိတ်ပြီးအတန်ပဲနားထောင်ကြပါလို့ကို request လုပ်ပါတယ်အကိုရဲ့ဒီတကူတော့အယ်ဘမ်လေးထွက်ရှိလာဖို့တော့ပေါ့နော်အကိုဘက်ကနေပြီးတော့အချိန်ဘယ်လောက်လောက်ကြာကြာယူခဲ့ရလဲကိုအဲ အမှားတော့ဟိုအတန်သွင်းပြီးတော့ဒီ live show ရိုက်တာတော့တိတ်မကြာခဲ့ပါဘူးကိုမနှစ်ကရန်ကုန်ပြန်တဲ့တက်လာလောက်တွင်မှာပဲပြီးသွားတာပေါ့နော်ဒါပေမဲ့ကိုကဟိုမှာလှုပ်လှုပ်တဲ့အတွက်ခဏခဏခွင့်ပြီးပြန်လို့ရတယ်မလွယ်ဘူးပေါ့နော်အဲ့အတွက်ဒီမှာရှိတဲ့ကိုယ့်ရဲ့ DIY ကောင်းဆောင်ကိုချော်ဆိုးနေရနေပြီးတော့နောက်ကနေစီစဉ်ပေးနေတာပေါ့နော်အဲ့တော့နောက် edit လုပ်တာတို့ဘာလို့နည်းနည်းအချိန်ပြီးပေမဲ့လည်းကိုပြန်မလာနိုင်တဲ့အတွက်ကြာနေတာပေါ့နော်ကိုကိုယ်တိုင်ကြည့်ချင်တာလည်းရှိတော့ပြီးခဲ့တဲ့ master ကိုတစ်ခေါက်ပြန်လာပြီးတော့ edit လုပ်တာပေါ့ပြီးသားကြည့်ရှုပြီးတော့မှပြီးတော့မှ sensor တင်လိုက်ရတော့ ီးခဲ့တဲ့နှစ်ပတ်လောက်ကမှကြတော့အန်တီဒေါ်မာရအမေရိကကိုပြန်သွားပြီအဲကြောင့်ဒီနေ့အန်တီလည်းမရှိလိုက်နိုင်ဖြစ်သွားတာပါဘာအဲနောက်ဆုံးအနေနဲ့ပေါ့နော် Sky နဲ့ Music Channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေနဲ့မြန်မာတောင်အားပေးနေတဲ့ပရိသတ်တွေကိုအခုအနေနဲ့စကားလက်ဆောင်လေးပြပါပြပါအောင်ခင်ဗျာဟုတ်ကဲ့ပါအားလုံးသိတဲ့အတိုင်းပဲနိုင်ငံသားမှနေရတိုင်းအမှန်တန်ဘဝအချိန်ရှားပါပါတယ်ဒီကြားထဲကကျွန်တော်တို့လိုလုပ်တယ်ဆိုတာမြန်မာအမှုပညာကိုချစ်မြတ်နိုးလွန်းလို့ပါဒါကြောင့်မလို့ကျွန်တော်စူးစမ်းတည်ဆိုထားတဲ့ဟိုတချင်းတွေကိုနားထောင်ပြီးတော့เนาะ အရင်ဒီသချင်းတွေကိုသိမိလိုက်တဲ့လူတွေကလည်းဒီသချင်းကိုပြန်လည်ခံစားရမယ်မသိမိလိုက်တဲ့လူငယ်တွေဆိုရင်လည်းဒီသချင်းလေးတွေကိုမြန်မာသားသချင်းလေးတွေကိုနှစ်သက်ခံစားပြီးတော့အမှုပညာရဲ့အရာတာကိုပီတိဖြစ်မယ်ဆိုရင်ကျွန်တော်စူးစမ်းကြိုးနက်ပါတယ်ဒါကိုပြောချင်ပါတယ်အားလုံးရှင်လန်းချမ်းမြေကြပါလိမ့်ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်တို့မေးမြန်းသမျှကိုစိတ်ရှိလက်ရှိနဲ့ဖိကြပေးခဲ့တဲ့အခုကျွန်တော်တို့ Sky နဲ့ Music Channel တွေပဲအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာဟုတ်ကဲ့ကျွန်တော်လည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ခါပြောမိပါ Oh ချစ်စွာသောဂီတာ Oh ရာတာဒီတာလာပါညညာတန်းစင်တစ်ခုတည်းမဟုတ်ပါဘဲအသေးလေးကတည် င်မင်္ဂလာပါခင်ဗျာမင်္ဂလာပါညီလေးအဲပထမဆုံးအနေနဲ့ပေါ့နော် Sky နဲ့ Music Channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအကိုရဲ့နာမည်လေးနဲ့ပေါ့နော်အကိုအနေနဲ့ဒီ album နဲ့မှာဘလို့ခန့်ခန့်နာနေပါအောင်လဲဆိုတာသိပြရသေးခင်ဗျာအကိုနာမည်ကတော့ကျော်စိုးနိုင်ပါညီလေးကိုကဒီမှာအခွေကိုစီစဉ်ပေးတယ်ပြီးတော့ဒီခတ်မှုပိုင်းတာဝန်ယူထားတယ်ပေါ့ဟုတ်ကဲ့ပါဒီတကူတော့ event season မှုအပိုင်းနဲ့ပတ်သက်ပြီးတော့ပြောပြပေးပါဦးကို season မှုအပိုင်းလဲဆိုရင်တော့ကိုကသွားသွားကောင်ကင်ပြောသွားသလိုပဲပေါ့ကိုမင်းအောင်ကင်ပြောသလိုပဲသူကစင်ကာပူမှာနေတော့ဒီမှာ အချို့ကိစ္စတွေမှာသူမလုံနိုင်ဘူးလေမလုံနိုင်တော့အကောကပဲအဲ့ဒီဘန်အစအဆုံးအကုန်ပြီးတဲ့အထိပေါ့အခုဒီလိုအခြေအနေမျိုးတွေဒီလိုစာနေတဲ့မိတ်ဆက်ပွဲအထိအားလုံးကိုအားလုံးစီစဉ်ပေးရတာပေါ့ recording ကိစ္စရောနောက်တွဲပြီးတော့အခုတိခတ်တဲ့အပိုင်းရောပေါ့ဟုတ်ကဲ့ပါကိုအခုလိုမျိုးကိုမင်းရောက်ခိုင်းတဲ့အန်ဒီမမာရိုးရဲ့ဒီအယ်ဘမ်လေးဖတ်ပေါ်လာခြင်းပေါ့အခုရဲ့အမြင်လေးရှိနေပြန်ဝင်ပြီးပါအောင်ကိုဒီအယ်ဘမ်လေးအပေါ်မှာကိုအမြင်ဆိုလို့ရှိရင်တော့ကိုဝမ်းသာပါတယ်လေဒီဒီလိုအယ်ဘမ်လေးများများလဲပေါ်ထွက်လာပါစေပေါ့ဒီလိုမျိုးပြန်လဲပြန်လဲပေါ်ထုတ်တဲ့ဒီမြန်မာသံအစ်စ်တွေကိုပြန်လဲပေါ်ထုတ်တဲ့ ဟိုဒီကကြတော့ကိုအကိုအမြင်မှာပြန်ဆိုတေးလို့မမြင်တော့ဘူးပေါ့ကွာပြန်ပြန်လဲဖော်ထုတ်တဲ့တေးတွေဟိုတချင်း album ခွေတွေလို့ပဲကိုမြင်တယ်အကိုတို့လည်းတီးခွင့်ရတယ်အကိုကလည်းအများဆုံးအဖြစ်တော့ကိုကိုကန္နာမှာအဲ့လိုဘူဇံနေမဲ့အများဆုံးတီးနေရတော့လေအဲ့လိုဒီဘက်မှာအဲ့လိုမြန်မာသံတီးရတာတီးရခဲတယ်ပေါ့ဟိုမြန်မာသံတွေကဝေးဝေးသွားတယ်ပေါ့အခုလိုသူတို့လိုလူမျိုးတွေလှုပ်တဲ့လူတွေရှိမှအကိုနဲ့လည်းဆက်ဆက်မှဟိုကဒီမြန်မာသံတွေကိုတီးခွင့်ရတာပေါ့တီးခွင့်ရတော့အဲ့လိုမျိုးလေးဟိုဘယ်လိုပြောလဲလောက်ရတယ်ဝမ်းသာပါတယ် ဝမ်းသာပြီးအခုအန်တီဓမ္မမိုင်းနဲ့လည်းတွဲဖက်ပြီးတော့သူစိုးခွင့်ရတာလေအကိုလည်းတီးခွင့်ရတယ်ဓမ္မမိုင်းနဲ့ဆိုတာအရင်တော့ကလည်းဟိုမဆက်ဆက်ခဲ့ဘူးလေဟိုတပည့်တော့ဖြစ်ခဲ့ဘူးပါလေအခုအဆိုးတွေပဲပြန်ခဲ့တော့ကအရင်တော့ကတော့အဲ့လိုငငယ်တော့အဆိုးပြန်တာပဲရှိခဲ့ဘူးလေအဆိုးပြန်တာရှိခဲ့ဘူးတော့အန်တီဓမ္မမိုင်းတို့ ਨੇ ချိန်ဆက်ပြီးတော့ကိုတင်ရတာတွေပဲရှိတယ်အဲအဲ့လိုမျိုးတွေပဲဆိုတော့ဆရာကတော့ဖြစ်ခဲ့ဘူးတော့ဗောဒါပေမဲ့အဲ့လိုဒီလိုမျိုး live တွေမှာအမြဲတမ်းလို့ touch မဖြစ်ခဲ့သူကလည်းတခြားနိုင်ငံရောက်နေတဲ့အခါမှာဝေးခဲ့တာဗောလေအခုသူကလည်းဒီကိုပြန်လာခွင့်ရတာတို့ဘာလို့အဲ့လိုမျိုးတွေရှိလာတဲ့အခါမျိုးမှာဟို ြောရမလဲဆက်ဆက်လာတာပေါ့ဆက်ဆက်လာတဲ့အချိန်မှာကြုံလာတယ်ကိုအောင်ခိုင်နဲ့လည်းဒီကိုမင်းအောင်ခိုင်နဲ့လည်းကြုံတယ်အကိုနဲ့လည်းကြုံတဲ့တွေဝမ်းသာပါတယ်နောက်ဒီနေ့ဒီအချိန်မှာဆိုလည်းနောက်တချို့အဆိုပြိုင်ပွဲတွေမှာဆိုလည်းမြန်မာအတန်လေးတွေဟိုထည့်ပြီးတော့ပြန်ခိုင်းလာလေးလေးပါလိတွေ့ရတာပေါ့အဲ့လိုမျိုးတွေ့ရတဲ့အခါမှာဒီနေ့ကလေးတွေအတွက်အကိုကဝမ်းသာတယ်မြန်မာအတန်နဲ့ပြန်ပြီးတော့ဟိုထိတွေ့ခင်ရတယ်မြန်မာအတန်လေးမှာဟိုမြန်မာအတန်တွေကဒီလိုပဲအလိုဘယ်လိုပြောရမလဲအဲခံစားလို့ရတာပေါ့မြန်မာအတန်တွေရဲ့အတိန်နဲ့ကိုဟိုပြန်တီးခွင့်ရတာအတွက်ကိုကဝမ်းသာပါတယ် ေးများထွက်ပါသေးလူပြန်လဲဖော်ထုတ်တဲ့အခွေများထွက်ပါသေးလို့ကိုဟိုပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုလိုမျိုးကျွန်တော်မိမက်တက်များကိုအချိန်ပြီးဖေးချပေးခဲ့တဲ့ကိုကျွန်တော်တို့ Skyne Music Channel တွေပဲအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအဲကိုကလည်းကျေးဇူးတင်ပါတယ်ညီလေးသူအမီမီချမ်းရှောက်ရသည်လမ်းချမ်းတမ်း၍ဆင်းရဲမပြေအသွေးအသွေးကရင်ကြည်ရမြခြင်းကလေးဘဝလူလဲပါတဲ့လေး ဒါကြောင့်အများကခေါ်နေဒါကြောင့်မူအများကခေါ်နေ ကန်နေဘူးသစ် channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များခင်ဗျာပရိသတ်များကိုကျွန်တော်ခုရိုက်ခုတင်ဆက်ပေးတဲ့တာကတော့ရန်ကုန်မြို့ Orchid Studio Hotel မှာကျင်းပပလို့နေတဲ့မြမသားတေးသန့်ရှင်များဖြစ်ကြတဲ့ကိုမင်းအောင်ခိုင်နဲ့အန်တီမမကြီးတို့ရဲ့အချင်းနဲ့စတဲ့ကဘာဆိုတေးသန့်မှာထွက်ရှိရင်းနဲ့ပတ်သက်ပြီးတော့စာနယ်ဇင်းမိတ်ဆက်ပွဲခမ်းတာကျင်းပနေတဲ့မြို့ခင်များကိုပရိသတ်များကြည့်ရှုခမ်းသားလိုက်ရတဲ့အတွက်ကျင်းနဲ့နှစ်သက်နိုင်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာဆက်လက်ပြီးတော့လည်းကျွန်တော်စကန်နေဘူးသစ် channel ကနေပြီးတော့ပရိသတ်များအကြိုက်တွေ့စီမဲ့အစီအစဉ်ကောင်းများစွာကိုကြိုးစားပြီးတော့စီစဉ်တင်ဆက်ရိုက်ခုပြီးတော့အောင်လို့ပရိသတ်များကအဆောင်မြော်ကြည့်ရှုကြပါဦးခင်ဗျာကျွန်တော်တို့ရဲ့စကန်နေဘူးသစ် channel channel ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရယ်ခင်ဗျာ။သာဖို့အသက်မှာပဲလေသို့တော်ခြင်းရဲ့သဘောစစ်ကြောဝေပန်းစဉ်းစားရန်ရှိ